ွှေမှန်းသူလေးမင်းလေးစီစီလို့နေငါသွားပါကိုရပိုင်ပေါက်တာတော့ကိုမျိုးဟိုကပဲဂျုံမင်းပါလေဂျုံမင်းပါအဲဆွေးစစ်တာလေးပေါ့နော်အရှင်မန်းသူလေးသိချင်းတဲ့စင်ပါလေးပေါ့နော်အဲ့လားလေးကို share တဲ့သူတွေများတယ်ပေါ့အဲဒီတို့ရှင်မန်းသူကအဲခုနကပြောဒီလိုဆွေးစစ်လားလို့တချို့ကလည်းကွန်မန့်လေးပါတယ်အဲတဲ့ဥတုမောင်ကြီးပြန်ရှင်းလားလက်တကကြပါတယ်ခုကကျတော့ဟောတဲ့ဝေဝေမြက်တဲ့မန္တလေးရောက်နေတာ အဲ့လိုပေါ့ share တာ share တာတွေလေရာချီသွားတာသိလားမလားတချို့ဟာရေဆိုလို့ရှိရင်လေကြည့်ရတဲ့တရားလေး million လေးချီသွားတာပေါ့နော်အဲ့တော့ computer ကြလမ်းပေးမှာဈေးရောင်းတဲ့ဟိုလမ်းပေးဈေးတဲ့တရားကိုဒီလို million ချီပြီးတော့ကြည့်ရှုတဲ့ဒီလိုဆိုတော့လေချိန်တက်တာပေါ့နော်ပီတိတော့ဖြစ်တာပေါ့အဲ့လိုမျိုးလေး ျိုးပေါ့နော်ကုမျိုးချင်းပြနေကိုတော့မဟုတ်ဒီပါတကြီးပူဆောင်ပဲတပြစ်တယ်တော့အဘပေါ့နော်ဥမာပေါ့နော်ဖိတိုလာတက်တယ်နောက်ပြီးတော့ကုမျိုးကလည်း activity တယောက်ဖြစ်တယ်အဲ့တော့ခါကျတော့ဒီ activity လုပ်တဲ့တကြီးကာရောပြုတဲ့ပွဲလေးကိုဒါကုမျိုးကလာပြီးတော့ကာရောပြုပေးတာပါနောက်ပြီးတော့ကုမျိုးတို့မဲလေးမှာလည်းမင်္ဂလာခန်းနဲ့ပတ်သက်တဲ့တကြီးပညာရှင်များအသင်းဆိုပြီးတော့ကုမျိုးတို့ဖွဲ့ထားတာပေါ့နော်ကုမျိုးတို့ကတော့9နှစ်ရှိပြီပေါ့နော်တသမာအချိန်ပြောက်ခဲ့ပါပြီအဲ့မှာလည်းကုမျိုးတို့ကကျတော့တင်းနဲ့ပြန်ကြရေးတာဝန်ဆိုတော့ပေါ့လေအဲ့ဒီလေးပေါ့အဲ့ဒီရလေးတွေကတော့လေကုမျိုးကများသောဖြင့်ကကုမျိုးဆိုင်မှာဖြစ်ဖြစ်တဲ့ပြဿနာလေးတွေကိုအခြေခံပြီးတော့ as ုံစံမျိုးလေးရိုက်တာပေါ့ကိုကိုတိုင်းဇက်ညွကိုကိုတိုင်းစတိုက်တာကိုကိုတိုင်းတရုပ်ဆောင်ပေါ့နော်အဲ့လိုကိုကိုကသုံးကိုကွဲတွေပေါ့အဲ့လိုမျိုးလေးရိုက်တဲ့ခါကျတော့အဲတစ်တော်လေးနဲ့ရိုက်ပြီးတော့ခါကျတော့ပေါ့ပေါ့အပြော့သဘောမျိုးလေးရိုက်တော့ခါကျတော့အခုရပိုင်ကြချစ်ရှုသူလေးတွေဗာလေးတွေတော်တော်လေးများလာတာပေါ့နော်အဲ့လိုပုံစံမျိုးလေးဆိုတော့ဟိုပီတိတော့ဖြစ်ရတာပေါ့ဟုတ်ပါကိုရပိုင်ပောက်တာတော့ကုမြို့ဟိုကပဲဂျုံမင်းပါလေဂျုံမင်းပါအဲ့ဆွေးစတာလေးပေါ့နော်အရှင်မဲသူလေးတချင်းနဲ့ဆရာလေးပေါ့နော်အဲ့လားလေးကို share တဲ့သူတွေများတယ်ပေါ့အဲဒီတို့ရှင်မဲသူကခုနကပြောဒီလို7စီလာလို့တချို့ကလည်းကွန်မက်လေးပါတယ်အဲ့တဲ့ ်ဥတုမောင်ကြီးပြန်စစ်လာလားနောက်တစ်ခါကျပါတယ်ခုကကျတော့ဟောတဲ့ဝေဝေမြဲတဲ့မန္တလေးရောက်နေတာအဲ့လိုပေါ့ရှဲတာရှဲတာတွေလေယာချီသွားတာသိလားမလားတချို့ဘာကြီးဆိုလို့ရှိရင်လည်း ကြည့်တဲ့တရားလေးမီလီယံလေးခြိသွားတာပေါ့နော်အဲ့တော့ကွန်ပျူတာကြာလမ်းဘေးမှာဈေးရောက်နေဟိုလမ်းဘေးဈေးတဲ့တရားကိုဒီလိုမီလီယံခြိပြီးတော့ကြည့်ရှုတဲ့သူလို့ဆိုတော့လေခြေနှစ်ထပ်ပေါ့နော်ပီတိတော့ဖြစ်တာပေါ့အဲ့လိုမျိုးလေးတုံးမင်းမှာတော့ကိုကတော့မန်လေးသူမန်လေးသားဆိုတော့ပေါ့နော်ဒီခဏမန်လေးပြနေတဲ့အချိန်မှာရိုက်တာပေါ့အဲ့လားလေးကိုတခါတည်းထိုးကြတယ်ရှဲကြတယ်ဆိုတော့နည်းနည်းလေးခရက်လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်သွားတာပေါ့ကိုကတော့ဒီတိုင်းပဲရိုက်တာပဲကိုကတော့အမမရောက်တဲ့နေရာမှာတက်တော်လေးကအပြော်သဘောလေးနဲ့ပဲရိုက်တာပဲအဲ့တော့မထင်မှတ်တဲ့ဟာလေးတွေလည်းတခါကျတော့ပောက်သွားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေပေါ့သူကတော့ခုနပြောသလိုပဲဟိုသူ့ရ ဲ့အမှုပညာတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေရှိတော့ပါသူတို့အဲ့လိုပြောပါလေကိုကကိုယ့်ဟာကိုယ်မှန်နေပြန်ကြည့်အဲ့ဘာအယုံပြပေါက်နေလားမသိဘူးတချို့ကမှလည်းလေတော်တော်ကိုလေခေတွေ့သေးချာကြည့်တာတော့နော် တဲ့ထိုးကြည့်ပြီသူတို့ပြောကမှလေအော်ဟုတ်သားပဲငါအဲ့လိုပုံပေါက်ကြလာတယ်အေးအဲ့လိုပုံစံမျိုးအဲ့ချက်မှကိုကနဲ့ကိုလေးဟိုဘာလဲဆိုတော့တွမောင်ပုံလေးပြန်ချာကြည့်ချင်တယ်အဲ့ဒါပေါ့အဲ့လိုတွေတိတ်ချစ်စရာကောင်းတယ်နော်ဘာလဲပြောပြောလေသူတို့အဲ့လိုမျိုးလေးတွေဟိုရေးပေးတာပြောပေါ့နော်သဘောကျရတာပေါ့တွမောင်ကအဲ့လိုမျိုးဇလန်းလေးကြတော့လေကွန်ပျူတာတိတ်မှတ်မှတ်ပြီးတော့ပေါ့နော်ငငယ်တော့ကခြေခဲ့တဲ့ဇလန်းလေးတွေဆိုတော့အဲ့လိုပုံစံမျိုးတွေတော့ဟိုအတီးကြရလို့တော့မှတ်မှတ်ပြီးအဲ့လိုမျိုးအခုကျတော့ကွန်ပျူတာဘာလဲဆိုတော့ငယ်ဘဝကိုလွှမ်းတော့လေဟိုကြောညာလေးတွေတွတ်တော်ပြန်ပြန်ရိုက်တယ်တင်ရတဲ့တစ်ခါလေးစိတ်ညစ်တဲ့ခါလေးကွန်ပျူတာငငယ်ရဆိုလို့ရှိရင်ညာပိုင်းတီးပြီးကြောညာမှာကြော ညာလာလို့ရှင်ကိုလေဟိုစိတ်ကြီးတွေအဲ့ TV ကြောင်ညာရဲ့တချင်းနဲ့တီလုံးနဲ့မှာမြင်းလို့မြူးကမျောသွားတာပေါ့နော်မျောသွားခါကျတော့အဲ့လိုလေအခုဆိုလဲကိုယ်ဆိုင်မှာမုတ်တီရောက်နေတယ်။ဒါနဲ့ထက်ထက်မိုးကြောင်ညာတကယ်ဒီနေ့ငါဘာရိုက်မလဲအဲ့လိုမျိုးလေးရိုက်တော့ခါကျတော့ကိုကိုကိုလည်းဟို ကိုကတော့ TikTok ရိုက်ပြီးကိုယ့်နဲ့ကိုယ်ဂျင်းတတ်တယ်ပေါ့နော်အဲ့လိုကကြတာဟိုကြည့်တဲ့သူကလည်းဘာလို့ဆိုတော့ဒီ TikTok အတန်လေးတွေကိုအဲကိုကပြန်ပြီးအမြင်ဆက်ပြီးတော့တိုးဆောင်ပြလိုက်တော့သူတို့လည်းဘယ်ဘဝလေးတွေပြန်ပြီးတော့ဟိုကြည့်တဲ့တဲ့ငါလေးပါစိတ်ချမ်းသာစေချင်တဲ့ရွယ်ချက်လေးနဲ့ပေါ့အဲ့လိုပုံစံမျိုးလေးရိုက်ဖြစ်တာပြီးတော့ကိုကလည်းလျှောက်တဲ့ပုံစံအောင်လည်းသူတို့အရင်တော့လျှောက်တာတော့ဒီတိုင်းလျှောက်တာပါပဲဒါပေမဲ့လည်းအဲကိုကပြောဆိုပေါ့အမျိုးမျိုးပေါ့လေသူတွေကတော့တစ်ခါလေကျတော့လည်းဟဲ့ယောက်ျားတန်ကြီးတော့ဟဲ့တစ်ခါကျရောက်ချက်ပုံတွေကလှရတယ်လို့တချို့ကျလည်းလျှောက်တာလေးကလှရတယ်လို့နှိုးရတယ်လို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေပေါ့မျိုးစုံပါပဲဒါကတော့ဟိုတစ်ခါလေကျကိုကိုကြိုက်ပြီပဲလေ ဟိုသူတို့ကကြိုက်ချက်မှလည်းကြိုက်တာလေနော်အဲ့လိုပုံစံမျိုးလေးအဲမစိုးဘူးမစိုးစွာကိုကမဝေဖန်မှန်းကိုကြောက်နေတာအဲသူတို့ကဟိုခုနပြောသလိုပဲဟိုကိုမျိုးဘုတ်တင်လိုက်တယ်ဆိုလို့ရှိရင်တခါကျတော့လေကွန်မက်တွေရာချစ်ချက်မဖက်ဖြစ်တာရှိတယ်အဲ့ကြောက်ကကျတော့တကယ်ချင်းနဲ့ screen shot လေးရိုက်ပြီးတော့လာပြလာပေါ့နော်အဲ့ကြလို့ရှိရင်တော့အလှလေးတော့ဝင်ပြီးဖက်ကြည့်လိုက်တယ်ဘာလို့ဆိုတော့အမီဒီယာတွေနဲ့ကိုမျိုးခဏလိုက် interview ရဲ့ interview လိုက်နေမှာကျတော့ဟိုကွန်မက်တွေမလေးစားတာမဟုတ်ဘူးခွဲဟိုတောင်းတောင်းကြလို့ရှိရင်စိတ်အနှောင့်ရှက်ဖြစ်တာပဲဖြစ်ဖြစ်ဟိုမျိုးစုံလာကြတာလေလူဆိုတော့ကြိုက်တာလည်းရှိတယ်မကြိုက်တာလည်းရှိတယ်ဒါတွေကိုလိုက်ပြီးခန်းစား ားမယ်ဆိုရင်အဲကိုမျိုးသွားချင်တဲ့ပန်းနာရီကိုလည်းရောက်မှာမဟုတ်ဘူးလေနော်အဲ့တော့ခါကြတော့ကိုမျိုးအင်တာဗျူးတွေဖြေတယ်ကိုမျိုးလုချင်တာလုပ်လေဒါပေမဲ့ကိုမျိုးဒီကိုမျိုးရဲ့အပြုတ်မှုအပြောဆိုဒီပတ်ဝန်းကျင်မထိကရင်ပြီးပြီဝေဖန်တာသူတို့အလုပ်ကဲရတာသူတို့လို့အဲ့လောက်လဲကိုမျိုးမစိတ်ဆိုးဘူး။ဘာလို့လဲကိုမျိုးတို့လူများပြတ်ဖတ်သားကိုပုံမှန်တကြောင်ဝင်ရေးဖို့တော်တော်စဉ်းစားတယ်။မကောင်းတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်အဲ့တော့သူတို့ဒီပုံမှန်လေးကိုဝင်ရေးပြီးတော့ကောင်းတာပဲဖြစ်ဖြစ်ကောင်းတာပဲဝင်ရေးပြီးတယ်ပြမလို့ကိုမျိုးရဲ့ပေကိုကြည့်လို့ ကျင်းတဲ့လေကြီးစေချင်တာလေဟောသူတို့ကြည့်ပြီးတော့ကိုမက်ယူဟဲ့ဒါသူတို့ကြည့်ပြီးတယ်ပေါ့ငါအင်တာဗျူးတာတွေငါရဲ့ပြောပုံစုပုံလေးတို့သူတို့ကြည့်တယ်ဆိုတော့ပီတိဖြစ်တာစိတ်ဆိုးအောင်ဒါစိတ်ဆိုးကြမှာမဟုတ်တော့နော်ထပ်လုပ်ချင်တာအစ်စဲဆိုတော့ပေါ့ပေါ့အများနဲ့ ိုမျိုးကတော့ဘယ်လိုလဲဆိုတော့ဒီဇေယျနဲ့ပတ်သက်တာလေးတွေပါကိုမျိုးကတော့ကိုရာမုတ်တီရောက်နေဆိုတော့အာကိုရာမုတ်တီနဲ့ပတ်သက်တဲ့စားသုံးသူနဲ့ပတ်သက်တဲ့ဟာလေးတွေကိုအဖြစ်ပြက်လေးတွေကိုကိုမျိုးကအပြုသဘောလေးတွေနဲ့ပေါ့နော်အဲဘလော့လေးတွေအတူလေးတွေရိုက်ပြန်ရင်ပြီးတော့ပဲတင်တာပေါ့နော်အဲ့လားလေးကိုပို့ပြီးကိုမျိုးကနှစ်သက်တာပေါ့အဲ့လားတကယ်အပြင်မှာစားသုံးသူနဲ့ရောက်ချသူကြမှာဖြစ်ပြက်နေတဲ့အဖြစ်ပြက်လေးတွေကိုကိုမျိုးတို့ကဟိုပေါ့တက်တော်လေးနဲ့အမှုပညာလေးလက်ပေါ့နော်အဲ့လိုမျိုးတွေပြတ်ပြတ်တဲ့သဘောမျိုးပါပဲအရင်ကြီးလည်းဟိုစားသုံးသူဆိုတာကိုမျိုးတို့ပတ်သက်ပြီးပြီလားစားတာလေသူတို့အဖြစ်ပြောတာတော့မဟုတ်ဘူးဒါပေမဲ့လည်းဟိုတစ်ခါစီကြတော့ဟိုစာ ားသုံးသူဘက်ကလည်းအမှန်မဟုတ်သလိုယောက်ျားသူဘက်ကလည်းအမှားမဟုတ်ဘူးဆိုတဲ့ဟာလေးကိုလည်းကိုပြီးတော့ပြချင်တာပေါ့နော်ဒီလိုလေးတွေပါ